အခုခေတ်ငွေစည်းနဲ့9သိန်းကျော်6သိန်းဝန်းကျင်မှာဝယ်လို့ရတဲ့ဒီ Infinite ရဲ့ Hot 60i ဖုန်းလေးမှာကျွန်တော်တို့ဘာတွေမျှော်လင့်လို့ရလဲဒီလိုခေတ်မျိုးမှာ9သိန်းကျော်လောက်နဲ့ Global Version နဲ့ကဖုန်းတွေတောင်းဝယ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီလောက်လောက်လာလာတိတ်ပြီးတော့မရှိဘူးကျွန်တော်ဒီ Display ဘိုင်းနေမှာဆိုရင်ဒီ Water Dodge Notch တွေနဲ့နည်းနည်းလေးအားနေမယ်နောက်ပြီးတော့ Speaker ဘိုင်းနေမှာဆိုရင်လည်းအားနေမယ်နောက်ပြီးတော့ဒီ Design ဘိုင်းနေမှာဆိုရင်လည်းနည်းနည်းလေးတော့ရုပ်ဆိုးလိုက်မယ်အဲဒါကတကယ်တမ်းစဉ်းစားကြည့်ရင်ဒီနေ့ခေတ်လိုမျိုးနဲ့9သိန်းဝန်းကျင်က ်ဒေါ်လာစီးနဲ့တွက်လိုက်မယ်ဆိုရင်ဒေါ်လာ100လောက်ပဲရှိတာဆိုတော့သွားပြီးတော့ဒီဖုန်းကုမ္ပဏီတို့ပဲဒီလိုမျိုးအားနည်းချက်တွေကိုသွားပြီးတော့အပြစ်တင်လို့မရဘူးကျွန်တော်တို့ဒီအားနည်းချက်တွေကိုလက်ခံရနိုင်မယ်အတော့အခု9သိန်းကျော်6သိန်းဝန်းကျင်မှာဝယ်လို့ရတဲ့ဒီ Infinite Horses TI မှာရောဒီလိုမျိုးအားနည်းချက်တွေရှိလားကျွန်တော်တို့ကြီးကြီးမားမားဘာတွေမျှော်လင့်လို့ရလဲဆိုတာကိုဗီဒီယိုထဲမှာစပြီးတော့ကြည့်လိုက်အောင် Yangon Mobile Store Infinite ကဒီ Hotspot DI ဖုန်းလေးကိုမြန်မာနိုင်ငံကို version 3မျိုးတွင်နေ412ရဲ့ရှိမယ်612ရဲ့ရှိမယ်8256ဆိုပြီးတော့3မျိုးတွင်နေဈေးနှုန်းကတော့ကိုယ်ဝယ်တဲ့ run run version ပေါ်မူတည်ပြီးတော့5သိန်းကျော်ကနေ6သိန်းကျော်ဒီဈေးဝင်ကျင်မှာရှိတယ်အဲကျွန်တော်ဈေးနှုန်းအတိအကျကိုတော့အောက်က comment section ထဲမှာထပ်ပြီးတော့ရေးပေးပါမယ်။အဲတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဒီ budget phone တွေရဲ့ design ဘိုင်းက နည်းနည်းလေးယုတ်ဆိုးတယ်ဆိုတာဘာကြောင့်လဲဆိုတော့ဒီ9သိန်းကျော်ဈေးတန်း budget ဖုန်းတွေရဲ့ဒီဇိုင်းပန်းကိုကြည့်လိုက်မယ်ဆိုရင်သူတို့မှာကကင်မရာကလည်းမကောင်းမဲနဲ့ဒီကင်မရာဖန်ကြီးကိုလုပ်ပေးထားတဲ့ပုံစံကဒီ flagship ဖုန်းတွေမှာလိုမျိုးအဝိုင်းပုံစံခက်အကြီးနဲ့နောက်မှဒီလိုမျိုးထူလပြကြီးရေလုပ်ပေးထားတာကဒီဇိုင်းပန်းကကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်မှတ်လာဘူး။နောက်ပြီးတော့ဒီလက်ထဲမှာကင်လိုက်မယ်ဆိုရင်လည်းအသုံးပေးထားတဲ့ material ကတော့ plastic တွေဖြစ်တဲ့အတွက်ကြောင့်ကင်လို့ရလည်းမကောင်းဘူးပေါ့နော်။ဒီလိုမျိုးအချက်တွေကြောင့်ပဲဒီ budget ဖုန်းတွေရဲ့ဒီဇိုင်းပန်းက ဲရုပ်ဆိုးတယ်လို့ကျွန်တော်ကပြောခဲ့တာဒါပေမဲ့အခုကျွန်တော်လက်ထဲမှာခြင်ထားတဲ့ဒီ Infinite Host 60ရဲ့ဒီဇိုင်းဘန်းကတော့ဒီကင်မရာဘန်းဒီဇိုင်းကိုကြီးလိုက်မယ်ဆိုရင်ကျွန်တော်အပေါ်မှာပြောခဲ့လိုမျိုးကင်မရာဘန်းကိုအဝိုင်းပုံစံကြီးနဲ့ဒီရုပ်ဆိုးဘန်းဆိုကြီးအလဲမှာထားထားတာမဟုတ်ဘဲနဲ့အဲဒေါင်လေးပါပေါ့နော်တက်တက်ရက်လေးကပ်ပေးထားတယ်ခတ်သေးသေးပဲလုပ်ပေးထားတယ်အဲ့တော့ဒီဇိုင်းဘန်းရကြည့်မယ်ဆိုရင်တော်တော်လေးရိုးရှင်းတယ်။နောက်ပြီးတော့ဒီကြောဘက်ခြံကိုကြည့်လိုက်မယ်ဆိုရင်လည်းပက်တန်တွေဘာတစ်ခုမှမပါဘဲနဲ့ဒီလိုမျိုးပေါ့နော် ပြောင်းရှင်းပုံစံလေးလုပ်ပေးထားတယ်လေဒီဇိုင်းဘန်းကရိုးရိုးရှင်းရှင်းလေးနဲ့လှသွားတဲ့ဘက်ကိုသွားတယ်အခုကျွန်တော်လက်ထဲမှာခြင်ထားတယ်ဗောနော်ဒီအနီရောင်ကာလာလေးဆိုရင်လူငယ်နဲ့တော်တော်လေးလိုက်လိမ့်မယ်သူကအနီရောင်ဆိုပေမဲ့ကျွန်တော်ဗောနော်ဒီဖုန်းရဲ့ကြောဘက်တစ်ခုလုံးကနေတာမဟုတ်ဘဲနဲ့ဒီ gradient လို့ကာလာလေးနဲ့ဒီအလဲဘက်အချမ်းလေးရပဲနေပြီးတော့ဒီအပေါ်ဘက်နဲ့အောက်ဘက်ကကြတော့နည်းနည်းလေးအဖြူအောင်လေးတန်းလာဆိုတော့လူငယ်လေးနဲ့တော့တော်တော်လေးလိုက်တယ် အလူကြီးတွေအတွက်ကကြတော့ဒီလိုမျိုးအယောင်နဲ့တော့တိတ်ပြီးတော့မလိုက်ဘူးအဲ့အဲ့အတွက်လည်းဒီ infinite ကလူကြီးတွေအတွက်ဆိုပြီးတော့ကျွန်တော်ဒီအမဲယောင်နဲ့ခဲယောင်တို့မျိုးကာလာတွေကိုလည်းဆက်ပြီးတော့ထုတ်ထားပြီးတယ်နောက်ပြီးတော့ဒီဖုန်းရဲ့အထူက7.7 mm နဲ့အလေးချိန်က188 gram ဆိုတော့တော်တော်လေးမှပော့ပြီးတော့ပါတဲ့ဖုန်းထဲမှာပါတယ်နောက်ပြီးတော့ဒီဖုန်းမှာထူးထူးခြားခြားတစ်ခုကဒီဖုန်းရဲ့ညာဘက်ခြမ်းကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာအစိမ်းရောင် accent နဲ့ဒီခလုတ်လေးတစ်ခုပါတယ်ပေါ့နော် အဲဒီ cloud ကမလုပ်ပေးတာလဲဆိုတော့ကျွန်တော်ဒီ cloud ကိုဒီ long brush ပေါ့နော်အကြကြာကြီးဖိနှိပ်လိုက်မယ်ဆိုရင်ဒီဖုန်းမှာပါတဲ့ဒီ DC ရဲ့ R1 AI ကိုကျွန်တော်ဒီ call ခေါ်ပြီးတော့ကျွန်တော်ဒီ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးလို့ရတယ်။နောက်ပြီးတော့ဒီ double brush နှိပ်လိုက်မယ်ဆိုရင်လည်းကိုဝင်ကျင်တဲ့ application ကိုမြဲမြဲဆန်းဆန်းဝင်လို့ရအောင် shortcut လုပ်လို့ရတယ်။နောက်ပြီးတော့ဒီ button လေးကိုကျွန်တော်ကြိုက်တဲ့ချက်ကတော့သူရှိမှဒီ iPhone တွေမှာလို့ကင်မရာတွေပါရိုက်မယ်ဆိုရင် camera shutter အနေနဲ့လည်းသုံးလို့ရတယ်။တော်တော်လေးမှအဆင်ပြေလို့ပြောရမယ်။ ဘေး quality ဘိုင်းရောဒီဖုန်းက budget ဖုန်းဖြစ်တဲ့တက်ကြောင်းသူရှိမှာ all plastic ကိုပဲသုံးမိထားတယ်ဒါကတော့ကျွန်တော်တို့ complaint တက်နေစရာမလိုဘူးဒါပေမဲ့ဒီဖုန်းရဲ့ design ဘိုင်းအောင်ကြည့်မယ်ဆိုရင်သူဒီတန်းဝင်းကျင်မှာတော်တော်လေးရိုးရိုးရှင်းရှင်းနဲ့ဒီ budget ဖုန်းတစ်လုံးအနေနဲ့ဆိုရင် design လှတဲ့ဖုန်းထဲမှာတော့ဒီဖုန်းကပါသေးတယ်ဒီဖုန်းရဲ့ဒီ shape back display ကိုကြည့်လိုက်မယ်ဆိုရင်ထူးထူးခြားခြားပဲသူရှိမှာကအခြား budget ဖုန်းတွေမှာလိုမျိုးဒီ water torch notch နဲ့မဟုတ်ဘဲနဲ့ဒီ pan show display လေးကိုတွေ့ရလိမ့်မယ် ။နောက်ပြီးတော့ဒီဖုန်းရဲ့ display file မှာဆိုရင်သူက7.7 inches IPS LCD panel မှာ bitrate rate က800 nits ရနိုင်မယ်။ဒါက budget phone လုံးနေနဲ့ဆိုရင်သူရဲ့ display feature ကတော်တော်လေးအဆင်ပြေလို့ပြောရမယ်။အဲဒါပေမဲ့ဒီဖုန်းမှာကျွန်တော် display ဘိုင်းမှာပေါ့နော်တိတ်ပြီးတော့အားမရတဲ့ချက်ကသူရှိမှာကဒီ 720p resolution ပဲပါတဲ့ချက်ကိုတော့တိတ်ပြီးတော့အားမရဘူးကျွန်တော်ဒီ9သိန်းကျော်လောက်ဆိုရင်တော့ဒီ 1080p resolution လေးကိုတော့ကျွန်တော်ကတော်တော်လေးလိုချင်တယ်ပေါ့နော် ဒီသေးတန်းဝင်ချိန်မှာဒီတိုင်း TV လောက်ထည့်ပေးလိုက်မယ်ဆိုရင်ဒီဖုန်းကတော်တော်လေးမှညှို့လို့ကောင်းတဲ့ဖုန်းလုံးဖြစ်သွားလိမ့်မယ်။အဲဒါပေမဲ့ဒီ 720p resolution ကိုကျွန်တော်ဖုန်းနေပါပို့ကြည့်ရနေရမှာတော့အတိတိချာချာပေါ့နော်ကိုကအရန်ကိုမှအတင်းပြူပြဲပြီးကြည့်လိုက်မယ်ဆိုရင်တော့တိတာတယ်။ဒါပေမဲ့ရိုးတန်းတန်းဒီရုပ်ရှင်ကြည့်အောင်လောက် YouTube video ကြည့်အောင်လောက် social media ပို့အောင်လောက်ကတော့ဒီဖုန်းရဲ့ဒီ 720p display ကကျွန်တော်တို့တိတ်ပြီးတော့စိတ်အနှောက်အယှက်မပေးဘူးလို့ပြောရမယ်။နောက်ထပ်ဒီပေါ့နော်မြန်မာနိုင်ငံကလူတွေဖုန်းဝယ်ပြီးဆိုရင်အဓိကကြည့်ကြတဲ့ performance မှာဆက်ပြီးတော့တွားလိုက်အောင် ်ပေါ်ဖော်မန့်ပိုင်းမှာဆိုရင်တော့ဒီဖုန်းမှာကကျွန်တော်တို့ဒီ Helio G81 Ultra ဆိုတဲ့ SoC ကိုတုံးထားပြီးတယ်ဒီ SoC ကကျွန်တော်တို့ဘယ်လိုမျိုးအခြေအနေတွေတုံးလို့ရလဲဒီဖုန်းမှာဘယ်လိုမျိုးတုံးလို့ရလဲဆိုရင်တော့ဒီဖုန်းမှာကကျွန်တော်တို့ဒီပေါ့နော် social media တုံးတာတွေရုပ်ရှင်ကြည့်တာတွေနောက်ပြီးတော့ဖုန်းပြောတာတို့စာပို့တာတို့နောက်ပြီးတော့ပေါ့နော်ဒီ mobile legend လိုမျိုး game တွေကိုပေါ့ပေါ့ပါပါဆော့ဖို့တွက်လောက်ကတော့ DSOC performance ကကောင်းကောင်းလေးလုံလောက်တယ်လို့ပြောရမယ်။ဒါပေမဲ့မိတ်ဆွေကဒီဖုန်းမှာပေါ့နော် ပတ်ကြီလိုလိုမျိုးဂိမ်းတွေကိုဆော့မယ်မိုဘိုင်းလေးဂျန်လိုမျိုးဂိမ်းတွေတို့ HOK လိုလိုဂိမ်းတွေကိုကျွန်တော်ဒီပေါ့နော် graphic setting အမြင်ဆုံးအနေနဲ့ဆော့မယ်ဆိုရင်ဒီလိုမျိုးဖုန်းကိုဝယ်တာတက်ဆိုင်ဈေးပို site လိုက်ပြီးတော့ဒီ8သိန်း8သိန်းကအခြား brand တွေကပဲဖြစ်ဖြစ်ဒီ infinite brand တွေကပဲဖြစ်ဖြစ်အဲအခြားဖုန်းတွေကိုပို့ပြီးတော့ဝယ်လိုက်ဖို့တော့အကြံပေးခြင်းတယ်အဓိကပေါ့နော်ဒီဖုန်းတွေကကြတော့ဂိမ်းဆော့ဖို့အတွက်ထုတ်ထားတာမဟုတ်ဘူးဈေးတက်တက်တတာနဲ့ဖုန်းကိုကောင်းကောင်းမွန်မွန်သုံးခြင်းတဲ့လူတွေ social media သုံးခြင်းတဲ့လူတွေထုတ်ထားတာဆိုတော့ performance ဘိုင်းကိုကြည့်ရမယ်ဆိုရင်တော့ရိုးတလန်းဖုန်းကိုတုံးချင်တဲ့လူတွေအတွက်ကတော့ဒီ performance ကတော်တော်လေးအဆင်ပြေလို့ပြောရမယ်အဲ့တော့ကျွန်တော်ရှေ့မှာလည်းဒီ display ဘိုင်းမှာလည်းပြောခဲ့တယ်အဲနောက်ပြီးတော့ဒီ SOC ဘိုင်းမှာလည်းပြောခဲ့တယ်ဒီဖုန်းနဲ့ဒီရုပ်ရှင်တွေပါကြည့်တာ social media တုံးတာအတွက်အဆင်ပြေဆိုတော့ဒီ chat တွေလုတ်တဲ့နေရာမှာပို့ပြီးတော့ကောင်းသွားစေတဲ့အချက်ကကြတော့ဒီဖုန်းမှာက၅သိန်းကျော်ဈေးနှုန်းဝင်ကျင်နဲ့ကျွန်တော်ဒီ stereo speaker ကိုတုံးထားပေးတယ်ဒီသေးတဲ့ဒီအခြားဖုန်းတွေမှာဆိုရင်ကျွန်တော်တို့ဒီအောက်ကတစ်ခုလေးရပဲဒီအတန်ထွက်တဲ့ mono speaker ပဲရလိမ့်မယ် ဒါမဲ့ဒီဖုန်းမှာဆိုရင်တော့တော့ဒီ speaker ဒီ output ချမ်းမှာလည်းအတန်လာတယ်နောက်ပြီးတော့ဒီအပေါ်ဘက်ချမ်းမှာလည်းအတန်လာတယ်အတန်ထောက် quality ကတော့ကျွန်တော်တို့အများကြီးပေါ့နော်ကြီးကြီးမားမားကြီးဟာ clarity တွေကအရန်ကိုကောင်းနေမှအဲဒီလိုမျိုးသွားပြီးတော့ညှော်လင်းလို့မရဘူးအတန်ထွက်ကကျဲလာမင်းတော့တော်တော်လေးကျဲတယ်တခြင်းနားထောင်ဖို့အတွက်ရုပ်ရှင်ကြည့်ဖို့အတွက်ကတော့ဒီ speaker နဲ့ဒီ display ကတော်တော်လေးအဆင်ပြေတယ်လုံလောက်တယ်လို့ပြောရမယ်အဲ့တော့ဒီဖုန်းရဲ့ camera ဘက်ကိုဆက်ပြီးတော့သွားလိုက်အောင် ကင်မရာဘိုင်းမှာဆိုရင်မိတ်ဆွေတို့အခုကြည့်မယ်ဆိုရင်သူရှိမှာကဒီကင်မရာ၃လုံးပါလို့ထင်ရပါမယ်။တကယ်တမ်းကကင်မရာ၃လုံးနဲ့ပါတာ။အဲဒီအောက်ကကင်မရာကတော့ကျွန်တော်ဒီ auxiliary lens ပေါ့နော်။ဒီအောက်ကကင်မရာကတော့ရိုးတက်တက်အလှတက်ပေးတာဒါ။တကယ်တမ်းအသုံးဝင်တဲ့ကင်မရာကတော့ဒီအပေါ်မှာပါတဲ့50 megapixel main camera ဒီ၃လုံးနဲ့ပါတာ။အဲဒီကင်မရာနဲ့ကျွန်တော်ဓာတ်ပုံတွေပါဆန်းရိုက်ကြည့်တဲ့အနေထားမှာကျတော့ဒီ၅သိန်းကျော်ဈေးဝင်ခြင်းမှာတွေ့ရတတ်တဲ့ budget phone တွေရဲ့လက္ခဏာတိုင်းပဲ။ ကျွန်တော်တို့ဒီအလင်းရောင်တာကောင်းကောင်းရမယ်ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်ကျွန်တော်ဥမာပေါ့နော်ဒီဖုန်းကိုရုံးဖုန်းအနေနဲ့ကျွန်တော် product photo တွေရိုက်တာတို့နောက်ပြီးတော့ဒီပေါ့ document တွေဓာတ်ပုံရိုက်တာတို့ဒီလောက်တော့ကတော့တော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့မိတ်ဆွေရပါပေါ့နော်ဒီဖုန်းနဲ့ကျွန်တော်ကင်မရာကိုအရန်ကောင်းကျင်တယ်ဆိုပြီးတော့တွားပြီးတော့ပြောလို့မရဘူးဒီဖုန်းရဲ့ကင်မရာကကျတော့ကျွန်တော်ရိုးတနဲ့ဓာတ်ပုံလေးရိုက်တာ product photo တွေရိုက်တာနောက်ပြီးတော့ဒီ document တွေဓာတ်ပုံရိုက်တာတွားကတော့တော်တော်လေးမှတုံးလို့ရတယ်လို့ပြောရမယ် နောက်ပြီးတော့ဒီဖုန်းမှာကဒီပေါ့နော်ကင်မရာပိုင်းမှာနည်းနည်းလေးကောင်းသွားတဲ့ချက်ကကြတော့ဒီဖုန်းကဗီဒီယိုတွေပါရိုက်မယ်ဆိုရင်အခြား budget ဖုန်းတွေလို 1080p နဲ့မဟုတ်တော့ဘဲနဲ့ 4040p 30fps နဲ့ရိုက်လို့ရတဲ့ချက်ကတော့အခြားဖုန်းတွေတက်ဆိုင်ပိုကောင်းသွားတဲ့အချက်ထဲမှာထည့်လို့ရတယ်။ selfie camera မှာကျတော့ဒီဖုန်းမှာက8 megapixel selfie camera တုံးထားပြီးတယ်။ selfie camera ပုံထွက် quality တွေကတော့ကျွန်တော်ဒီဓာတ်ပုံတွေပါဆိုင်းရကြည့်ရနေထားမှာအခုဒီ studio လောက်တင်နဲ့ကျွန်တော်ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ဒီတေးတွေကမစိုးပါတော့အဆင်ပြေလို့ပြောရမယ်။ဒါပေမဲ့ကျွန်တော်ပေါ့နော်အလင်းရောင်တိတ်မရတဲ့နေရာမျိုးတွေမှာဒီလိုမျိုးစတူဒီယိုလိုက်တင်တဲ့မဟုတ်ဘဲနဲ့ရိုးတန်းတန်းရိုက်လိုက်မယ်ဆိုရင်တော့ဒီ budget ဖုန်းလုံးဆိုတာတော်တော်လေးတိတာတယ်။ဒီတေးလေးနည်းနည်းကြာပါရယ်။နောက်ပြီးတော့ color လေးတွေကကျတော့ဒီတပုံနဲ့တပုံနဲ့တိတ်ပြီးတော့ color မတူဘူးပေါ့နော်။ဒီလိုမျိုးအကြောင်းအရာတွေရှိတယ်။အဲဒါပေမဲ့ဒီ budget ဖုန်းလုံးနေနေရတော့ဒီလိုမျိုးပြဿနာတွေတော့ကျွန်တော်တို့ဒီလက်ခံရလိမ့်မယ်။အဲ့တော့ဒီဖုန်းရဲ့ camera ကမစိုးဘူးလို့ပြောရမယ်။ ်ဗီဒီယိုဂရဖီဘိုင်းကတော့ဒီအခြား budget ဖုန်းတွေနဲ့ရှင်မယ်ဆိုရင်တော့အားသာရဲ့ချက်ထဲမှာထည့်ထားလို့ရတယ်အဲ့တော့ဒီဖုန်းရဲ့အဓိကအားသာရဲ့အချက်ထဲကနောက်တစ်ချက်ကိုဆက်ပြီးတော့သွားလိုက်အောင်ကျွန်တော်အပေါ်မှာလည်းပြောခဲ့တယ်ဒီဖုန်းရဲ့အထူက7.7 mm နဲ့အလေးချိန်က188 gram ဆိုတော့ဒီဖုန်းကတော်တော်လေးမှပေါ့ပြီးတော့ပါတယ်အဲဒါပေမဲ့သူရှိမှထည့်ပေးထားတဲ့ battery ကကြတော့ဂျာဖုန်းတွေမှလို့ပြောပါတော့9000 mAh မဟုတ်ဘဲနဲ့ဒီ9000 mAh ထက်နည်းနည်းလေးပိုကြီးတဲ့9160 mAh နဲ့ ားပြန်သွင်းမှုကို45 refresh ချင်ထည့်ထားပေးတယ်။ဒီဖုန်းကအားခံလာလို့မင်းတော့မိတ်ဆွေဘာမှဟိုမှပြောနေစရာမလိုဘူး။သူရှိမှတုံးထားပေးတယ်။ SOC ရလည်း power hungry တိတ်မဖြစ်ဘူး။နောက်ပြီးတော့ဒီတုံးပေးထားတဲ့ display ရလည်း 720p display ဆိုတော့တိတ်ပြီးတော့ power မစားဘူး။နောက်ပြီးတော့အပေါ်မှာပြောလို့ပဲသူရဲ့ battery ကခက်အကြီးဆိုတော့မိတ်ဆွေဒါဒီဖုန်းကိုပေါ့နော်ဂိမ်းနေပိုင်းမစော့ဘူး။ရိုးတန်းတန်းဒီဖုန်းပြောရုံရုပ်ရှင်ကြည့်ရုံတော့တုံးမယ်ဆိုရင်နှစ်ရက်လောက်ကတော့ easy ခံတယ်။ အဲ့လိုမှမဟုတ်ခိန်းနေပေါ့နော်ဒီ mobile legend လို့ခိန်းနေပါနည်းနည်းပါးပါဆော့မယ်ဆိုရင်တော့တရက်တရက်ခွဲလောက်ကတော့ဘာမှလှည့်ကြည့်နေစရာမလိုဘူး။နောက်ပြီးတော့ဒီဖုန်းမှာကဒီ battery ဘိုင်းပေါ့နော်ဒီအဓိကတော့ charging speed ဘိုင်းမှာကမခန့်တာကသူရှိမှာကဘိုင်းဘက် charging တွေပါ support ရဲ့ချက်ကိုတော့တော်တော်လေးသဘောကျတယ်ပေါ့နော်။အဲ့ဒီဖုန်းနဲ့ခိန်းနေပါလေတိတ်မဆော့ကြဘူးဆိုပေမဲ့ဒီလိုမျိုးဘိုင်းဘက် charging ပါလာတော့ တော်တော်လေးမိုက်တယ်လို့ပြောရမယ်။ budget phone လုံးအနေနဲ့ဆိုရင်ပို့ပြီးတော့တော့မိုက်သေးရယ်။အဲ့တော့ဒီနောက်ဆုံးအဆုံးသက်နေနဲ့ဒီ Infinix ရဲ့ Hotsis GI phone လေးရပါတော့။ဒီ budget phone လုံးအနေနဲ့ဆိုရင်အခြားဘောတော့ဒီ Redmi တို့တက္ကသိုလ်တို့နဲ့ရှင်ပြီးတော့ရွေးချယ်တင်လာဆိုရင်တော့ရွေးချယ်တင်တဲ့ phone လုံးတွေမှာပါလို့ပြောရမယ်။ Infinix ကအခုနောက်ပိုင်းမှာဆိုရင်တူကဒီပေါ့နော် mid range နဲ့ဒီ budget ဈေးတန်းဝင်ကျင်ပါဆိုရင်တော်တော်လေးမှတိုးတက်လာတဲ့ဖုန်း brand နဲ့မှာတစ်ခုပါတယ် အခုဒီဖုန်းဆိုရင်လည်းဒီဇိုင်းပိုင်းမှာဆိုရင်လည်းတော်တော်လေးပါအဆင်ပြေပြီးတော့တော်တော်လေးပါလှတဲ့ဒီဇိုင်းကိုသုံးမိထားတယ်။နောက်ပြီးတော့ဒီ၅သိန်းကျော်ဝန်းကျင်နဲ့ဒီ pan show display တွေကိုတောင်းရမယ်။ speaker ပိုင်းမှာဆိုရင်လည်း stereo speaker ကိုထည့်ပေးထားတယ်။ battery မှာဆိုရင်လည်းခက်ကြီးကြီးဖြစ်တဲ့အချက်တွေကဒီ budget ဖုန်းကိုသုံးချင်တဲ့လူတွေအတွက်ကတော့တော်တော်လေးမှအဆင်ပြေလို့ပြောရမယ်။အဲ့တော့ဒီမိတ်ဆွေအနေနဲ့ရောဒီ၅သိန်းကျော်၆သိန်းလောက်သုံးမယ်ဆိုရင်ဒီ Infinity Hot 60i ကိုဝယ်ပြစ်လောက်လား။ ဘယ်လိုမျိုးအချက်တွေကိုဒီဖုန်းမှာကြိုက်လဲဘယ်လိုမျိုးအချက်တွေကိုမကြိုက်ဘူးလဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရလို့ပြောနေပဲအားလုံးကျေးဇူးတင်ကျွန်တော်ခန့်ပါ Yangon Mobile Store